ော်မျိုးတွေကျမတို့မှုခိုင်းဖြစ်ပါတယ်ဒီနေ့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ပေါ့နော်ဒီနေ့အခုကျမမျှဝေခြင်းတဲ့အကြောင်းအရာလေးကတော့ social media ပေါ်မှာပွက်လောထနေတဲ့ကလာပလီပေါ့နော် နေပြည်တော်နေပြည်တော်ပါပေါ့ပောက်ကသီရိမြို့နယ်ဒီဘောကသီရိကာဝင်းသားမှာနေပလီစောက်ဖို့ကိစ္စပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ chancellor တွေခတ်နေပြီးပလီစောက်ဖို့လုပ်နေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ social media ပေါ်မှာတော်တော်ပြန့်နေနေကြတယ်နော်အဲ့ဒီဟာကိုအဲ့ဒီအကြောင်းအရာကိုမူတည်ပြီးတော့ ဒီဒီပမှာနေနေတဲ့အာချောင်နေတဲ့သူတွေနော်ဗာမျိုးဘာသာသာသနာကိုချစ်ပါတယ်ဆိုပြီးတော့ဟိုဟန်ရေးပြပြီးတော့လှူစားနေတဲ့ပုသက်သမားတွေပုသက်သမားတွေဒီပနိုင်ငံမှာနေပြီးတော့အာချောင်နေတာနော်အာချောင်နေပြီးတော့အခုတမားတို့ဒီမြန်မာပြည်မှာနေနေတဲ့မျိုးဘာသာသာသနာချစ်မြတ်လို့တဲ့သူတွေရဟန်းတန်ဃာတော်တွေနော် ဖွဲ့ကိုစော်ကားနေကြတာစော်ကားနေကြတာเนาะခမားတို့အခုပြည်ပနိုင်ငံမှာနေပြီးတော့အာချောင်နေတဲ့ဟာတွေတတိရှိတယ်တကယ်အမျိုးဘာသာသာသနာကိုချစ်တယ်ဆိုရင်အဲ့ဒီပြည်ပနိုင်ငံကနေပြီးတော့လက်သေးလက်မောင်းတမ်းပြီးတော့အချက်မရှိအော်မနီနဲ့မြန်မာပြည်ကိုပြန်လာခဲ့လိုက်မြန်မာပြည်ကိုပြန်လာပြီးတော့လမ်းမော်ထွက်လိုက်လမ်းမော်ထွက်လိုက်ရှေ့ကနေဥဆောင်ပြီးလမ်းမော်ထွက်လိုက်တတိရှိရှိနဲ့ရှေ့ဥဆောင်ပြီးလမ်းမော်ထွက်လိုက်နော်ဘာသာသာသနာတိုင်းပြည်ကိုအခုချစ်တယ်ဆိုပြီးတော့အမျိုးသားရေးဆရာတော်တွေနဲ့အမျိုးသားရေးအဖွဲ့တွေကိုစော်ကားနေတာ နော်စော်ကားနေတာမင်းတို့လိုပြည်ပြခွက်ခောက်တယ်ပြည်ပြတွေမဟုတ်ဘူးဟမ်ရှစ်ဒီရှစ်ဘူးတွေနော်ရှစ်ဘူးတွေမနေရဲပဲနဲ့ဒီရှစ်လေးလုံးကနေစပြီးတော့မှွေခဲ့တဲ့စက်တွေကိုမနေဘဲနဲ့ပြည်ပနိုင်ငံကိုခိုလုံပြီးတော့ပြည်ပနိုင်ငံကနေလက်သီးလက်မောင်းတန်းပြီးတော့ဟာလာတမတော်ကိုချက်ပါတယ်တိုင်းပြည်ကိုချက်ပါတယ်ဆိုပြီးတော့ပူသက်သမားတွေဟမ်ရှာမရှိတဲ့ပူသက်သမားတွေတတိရှိတဲ့ဆိုရင်မမပြိုပြန်လာပြီးတော့ရှေ့ကနေပြီးတော့မြေပြင်ကိုထွက်လိုက်လားလမ်းပေါ်ထွက်လိုက်ဥဆောင်ပြီးထွက်လိုက်ကျမတို့တွေ လက်ခုပ်လက်ဝါးတီးပြီးတော့ဝင်းရံမယ်ဝင်းရံမယ်လာခဲ့ကြနော်ဒါမှမဟုတ်ဘဲနဲ့အာချောင်ပြီးတော့အခုကျမတို့ဒီမြမပြည်တွင်းမှာရှိနေတဲ့အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးတဲ့လူပုဂ္ဂိုလ်တွေယဟန်ပုဂ္ဂိုလ်တွေကိုစော်ကားဖို့မစင်စားနဲ့နော်လမ်းပေါ်ကိုမထွက်ထွက်အောင်မြှောက်ပေးပြီးတော့အန္တရာယ်ဖြစ်စေမယ့်အကြောင်းအရာတွေကိုမင်းတို့လှုပ်ဆောင်နေကြတာနော်အထူးသဖြင့်ဒီကျမတို့ဖခင်ကြီးဦးဆောင်တဲ့အစိုးရကရတားအစိုးရပြည်သူကနေရွေးချယ်တင်မြှောက်တဲ့ပြည်သူအစိုးရတရက်ပေါ်လာဖို့ရွေးကောက်ပွဲကြီးကြီးလာပြီအဲ့ဒီအချိန်မှာအဲ့ဒီအချိန်ကိုအန်ကိုက်အချိန်ကိုက်ဟဟလား က်ပျက်စီးရပျက်စီးကြောင်ဖြတ်လို့ဖြတ်စီးလှုပ်ရှိနေတဲ့ရည်ရွယ်ချက်တွေမင်းတို့ရည်ရွယ်ချက်တွေအထမြောက်လို့မရဘူးအထမြောက်စေရဘူးဟုတ်လားအခုညီမျိုးစုံနဲ့လှုပ်လာတယ်လှုပ်လာပြီးတဲ့အခါမှာအခု ဘာသာရဲ့အဓိကယုံဖြစ်အောင်မဖြစ်ဖြစ်အောင်စီလုံးလောက်စော်နေတဲ့လူရုပ်မာတယ်နော်ပူသက်သမားတွေမင်းတို့ရဲ့ရီမှန်းချက်ဘတော်မှမဖြစ်စေရဘူးနော်မင်းတို့ရဲ့ရီမှန်းချက်ဘတော်မှမပြည့်စေရဘူးဟိုကျမတို့ဒီ2023မှာဒီကျမတို့ဒီဖခင်ကြီးဦးဆောင်တဲ့တက်မတော်ဆိုရပါတော့နာဆကပါနော်အဲ့တုန်းကတော့နာဆကပါအခုကနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာကြီးကောင်စီဆိုပြီးတော့ပြောင်းလိုက်တာပါနော်နာဆကအစိုးရလက်ထက်မှာဒီဘာသာပေါင်းစုံချစ်ချင်ရေးအခမ်းအနားပွဲမှာဒီအစ္စလမ်ဘာသာဝင်အပါဝင်တခြားသောခရစ်ယာန်ဟိန်းလူတွေကိုသူဒီ နှစ်เอกစီပေါ့နော်နှစ်เอกစီဒီသူတို့ဘာသာရေးအဆောက်အုံနေဆောက်လုပ်ဖို့အတွက်ဒီဟောက်ကိုပေးအပ်ပေးအပ်ခဲ့တယ်နော်အခမ်းအနားနဲ့ပေးအပ်ခဲ့တယ်ဥပဒေနဲ့အညီဘာကြောင့်အဲ့လိုမျိုးပေးအပ်ခဲ့တဲ့အပေါ်မှာဒီကျမတို့ဒီအစ္စလမ်ဘာသာဝင်တွေကိုဒီကလာပလီဆောက်လုပ်ခင်ပေါ့နော်ဒီမြေအေကပေးအပ်ခဲ့တယ်ဒီနေပြည်တော်အပိုင်အမြင်မြင်မှာပေါ့နော်တခြားသောဘာသာဝင်တွေကိုလည်းနှစ်เอกစီပေးအပ်ခဲ့ပါတယ်အဲ့ဒီအပေါ်မှာကျမတို့ဒီဗုဒ္ဓဘာသာဝင်တွေရဲ့စိတ် နှလုံးမချမ်းမရဲ့ဘွယ်ဖြစ်ခဲ့ရတယ်ဖြစ်ခဲ့တဲ့အပေါ်မှာဒီဝေဖန်ကန့်ကွက်တဲ့ဒီပြစ်တင်ပြောဆိုဝေဖန်မှုတွေဖြစ်လာတယ်နော်ဘာဖြစ်လို့ဖြစ်လာရလဲဆိုတာဒါကျမအပြစ်မပြောပါဘူးကျမတို့ဗုဒ္ဓဘာသာဝင်တွေစိတ်နှလုံးမချမ်းမရဲ့ဘူးဖြစ်လာရတဲ့အကြောင်းများဒီအစ္စလမ်ဘာသာဝင်တွေဆိုတာကလည်းနော်မြန်မြေကိုတလက်မရတလက်မတပေရတပေတရားဝယ်ရတရားဝယ်ကိုသူတို့ကချဲ့ပြီးတော့သူတို့ရဲ့ဘာသာရေးအဆောက်အုံတွေကိုစောက်လာတာကိုတရားဝင်ဖွင့်ပြထားတာအပြင်ကိုကြောင့်ခိုးဝဲနေသူတို့တွေကသူတို့ရှိတဲ့ နေရာတွေမှာသူတို့ကအိမ်ပုံစံဆောက်ပြီးတော့အထက်မှာဘာသာရေးအဆောက်အဦတွေဖြစ်တဖြည်းဖြည်းနဲ့ရုံလုံးပေါ်အောင်ခိုးပြီးဆောက်လာခဲ့ကြတာနော်ဘာသာရေးဒီမျိုးရေးပေါ့နော်ဒီသူတို့ဘာသာကိုဒါနယ်ထည့်လာတာပေါ့အဲ့လိုမျိုးတွေဖြစ်ရတဲ့ဖြစ်လာတဲ့အတွက်ကျမတို့ဗုဒ္ဓဘာသာဝင်တွေကလက်မခံခဲ့ဘူးเนาะလက်မခံခဲ့ဘူးလက်မခံကြဘူးအဲ့လိုမျိုးတွေကြောင့်လဲခဏခဏဒီဒီအစ္စလမ်ဘာသာဝင်တွေနဲ့ဘာသာရေးပြိပက္ခဖြစ်ခဲ့ရတယ်เนาะဖြစ်ခဲ့ရတယ်ဒါပေမဲ့ ကျမတို့မိဘပြည်သူတွေတခုကျမကမေတ္တာရက်ခံနေတာကနားလဲပေးပါ။နောက်ကျမတို့တက်မတော်ကာကွယ်ဦးစီးချုပ်ကြီးဦးဆောင်တဲ့တက်မတော်အစိုးရကဗထမမျိုးသားရေးကိုသစ္စာဖောက်မှာမဟုတ်ပါဘူးနော်။မျိုးသားရေးကိုသစ္စာဖောက်မှာမဟုတ်ပါဘူး။ဘာကြောင့်ပေးအပ်လာလဲဆိုတာနိုင်ငံတော်အစိုးရတရက်အနေနဲ့တရားဝင်အစိုးရတရက်အနေနဲ့သူလုံတဲ့လုံထိုက်တာကိုပေးတာပါ။ကျမတို့နိုင်ငံသည်ဖွဲ့စည်းပုံခြေခံဥပဒေအရဖွဲ့စည်းရတဲ့နိုင်ငံဖြစ်တဲ့အတွက်နော်။ ကျမတို့ဒီနိုင်ငံကလည်းဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်နော်နိုင်ငံသားအများစုကိုးကွယ်ရနိုင်ငံဖြစ်တဲ့အတွက်ပုံမှန်၃၆တက်မှာပြဌာန်းထားတာကနိုင်ငံတော်သည်ဗုဒ္ဓသာသနာတော်ကိုနိုင်ငံတော်၏နိုင်ငံသားအများစုကိုးကွယ်ရဖြစ်သောဂုံတုဝိသေသနာနှင့်ပြည့်စုံသည့်ဘာသာသာသနာဖြစ်သည့်ကိုနိုင်ငံတော်ကအသိမှတ်ပြုရယ်နော်ပုံမှန်၃၆နှစ်မှာနိုင်ငံတော်သည်ခရစ်ယာန်ဘာသာသနာအစ္စလာမ်ဘာသာသနာဟိန်းဘူးဘာသာသနာနှင့်နတ်ကိုးကွယ်သောဘာသာတို့ကိုဤဖွဲ့စည်းပုံအခြေခံဥပဒေတည်သောနေ၌နိုင်ငံတော်နှင့်ရှိနေကြသောကိုးကွယ်ရဘာသာများဟုအသိမှတ်ပြုရယ်နော်အသိမှတ်ပြုသည်ရယ်ပုံမှန်၃၆တုံးမှာနိုင်ငံတော်သည်အသိမှတ်ပြုထားသောဘာသာသနာများကိုတတ်နိုင်သမျှကုလူဆောင်ရှောက်မယ်ဟွန်း ဲ့ဒီလိုပြဋ္ဌာန်းထားတဲ့အတွက်အစိုးရကသူ့အစိုးရတရက်အနေနဲ့လောက်တာပါเนาะအစိုးရတရက်အနေနဲ့လောက်တာပါအဲ့ဒါကိုကျမတို့ဒီအများစုကိုးကွယ်တဲ့ဗုဒ္ဓဘာသာဝင်တွေကလည်းဖွဲ့စည်းပုံခြေခံဥပဒေအရ အရေးကြီးတယ်နော်ဒေသနာထောင်မှာပုံမှလေးမှာနိုင်ငံတော်ဤအချုပ်ချာအာဏာသည်နိုင်ငံသားများထံမှဆင့်သက်ပြီးနိုင်ငံတော်တော်ဝန်လုံး၌တည်သည်တဲ့နိုင်ငံတော်ကသူတို့လုတ်ပိုင်ခွင့်ရလုတ်ချင်နိုင်လုတ်လို့မရပါဘူးနော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှအရာဒါကျမတို့မိဘပြည်သူတွေသိထားဖို့အရေးကြီးပါတယ်နော်အရန်ကိုအရေးကြီးပါတယ်ဖွဲ့စည်းပုံအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေပုံမှလေးအရာနိုင်ငံတော်ဤအချုပ်ချာအာဏာသည်နိုင်ငံသားများထံမှဆင့်သက်ပြီးနိုင်ငံတော်တော်ဝန်လုံး၌တည်သည်တဲ့အရန်အရေးကြီးပါတယ်နော်သူနိုင်ငံတော်အစိုးရသမန္တတော်သည်လုတ်ပိုင်ခွင့်လုတ်ချင်နိုင်လုတ်လို့မရပါဘူးသူတို့မှအာဏာရှိတယ်ဩဇာရှိတယ်လုတ်ပိုင်ခွင့်ရှိပေမဲ့လုတ်ချင်နိုင်လုတ်လို့ ့မရပါဘူးဒီနိုင်ငံတော်ရဲ့အာဏာကကျမတို့ရဲ့နိုင်ငံသားတိုင်းပြည်သူတိုင်းတွေကနေတီးပါတယ်နိုင်ငံသားတွေကနေနော်ဒီအာဏာကချုပ်ချက်အာဏာနိုင်ငံသားများထံမှာကျမတို့ပြည်သူတွေစီကနေပြီးတော့ဆင့်သက်ပြီးတော့မှဒီနိုင်ငံတော်တဝမ်းလုံးလိုက်တည်တည်เนาะကျမတို့ပြည်သူတွေဒီမှာဒီအာဏာရှိတယ်เนาะကျမတို့ပြည်သူတွေက လုံတင်းလုံထိုက်တာတားတင်းတားထိုက်တာတွေကိုဥပဒေနဲ့အညီထမ်းဆောင်တာဝန်ကိုလောက်ဆောင်ဖို့အရေးကြီးပါတယ်เนาะဥမာအစိုးရတရက်အနေနဲ့ဖော်ဆောင်လိုက်တဲ့လောက်ဆောင်လိုက်တဲ့လောက်မှာကျမတို့နိုင်ငံကိုထိခိုက်မယ်ကျမတို့ဘာသာသာသနာကိုထိခိုက်မယ်ကျမတို့လူမျိုးတွေကိုထိခိုက်မယ်ဆိုရင်ကျမတို့ပြည်သူတွေကဥပဒေနဲ့အညီတားပိုင်ခွင့်ဖော်ဆောင်ခွင့်ဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိပါတယ်အဲ့ဒါအရေးကြီးပါတယ်เนาะအခုပြောနေတဲ့ဒီ ပြည်ပမှာနေနေတဲ့ဟာတွေဟောင်နေတဲ့ဟာတွေကျမတို့ဒီအမျိုးဘာသာသာသနာကိုချစ်တဲ့မျိုးချစ်တွေယဟန်သံဃာတော်တွေဆရာတော်တွေကလေဒီတိုင်းကြည့်နေတာမဟုတ်ဘူးမတိကျိုးစုံပြုနေတာမဟုတ်ဘူးအချိန်မြင့်အချိန်နဲ့အပြင်းကြီးနားဆွင့်နေကြတာနော်အကြောင်းညာအကြောင်းနေရှိလို့နားဆွင့်နေကြတာနော်ဒါပြီးတော့ကျမတို့ဖခင်ကြီးအားဥပဒေနဲ့အညီလှောက်ဆောင်နေတာဖြစ်တယ်ဒါမှမဟုတ်ဒီပေါ်မှာပြောချင်တာကနော်နေပြီးတော့ မြေပြည်တော်ဒီကျမတို့မြန်မာပြည်သူပြည်သားတွေရဲ့မင်းနေပြည်တော်ရုံးဆိုင်ရာနေရာအထွတ်မြတ်ထားတဲ့နေရာဖြစ်တဲ့ဖျားเจ้าကံတွေတည်ရှိတဲ့နေရာဖြစ်တဲ့အတွက်အထူးသဖြင့်မင်းနေပြည်တော်ပေါ့နော်ကျမတို့အထွတ်မြတ်ထားရာမင်းနေပြည်တော်ရုံးဆိုင်ရာအကြီးအကဲတွေဌာနဆိုင်ရာတွေအဓိကရုံးဆိုင်ရာနေရာဖြစ်တဲ့အတွက်ဒီနေပြည်တော်လိုနေရာမျိုးမှာတလက်မတော်မှာကျမတို့ဗုဒ္ဓဘာသာဝင်ဖျားเจ้าကံတွေယဟန်ဒီဘုန်းကြီးเจ้าတွေဇေဒီတွေဖျားเจ้าကံတွေရွယ်လို့တခြားသောဘာသာဝင်တွေကိုတလက်မတော်မှာပေးပိုင်ခွင့် ဟိုပိတ်လို့မရပါဘူးเนาะပိတ်လို့မရပါဘူးမတင်လည်းမတင်တော့ပါဘူးကျမတို့အထွတ်မြတ်ထားရဗုဒ္ဓဘာသာဝင်တွေဖခင်เจ้าငံဇေဒီတွေဗုဒ္ဓဘာသာဘုန်းကြီးเจ้าတွေကလွဲလို့တခြားသောဘာသာဝင်တွေရဲ့ဖခင်เจ้าတွေကိုခွင့်ပြုဖို့မတင်တော့ပါဘူးเนาะအခုပလီဆိုတာလဲဒီအခုပြင်းမနာမှာထားပြီးသားเนาะဒီကလားပလီဆိုတာလဲဒီမွတ်စလင်ပလီတွေဆိုတာလဲဟိုဒီ ပြင်မနာမှာထားပြီးသားပါပြင်မနာမှာပလီရှိပါလေနေပြည်တော်မှာပေးဖို့မသင့်တော်ပါဘူးเนาะအခုလိုပြောခြင်းအပြင်ကျမကဒါလူမျိုးရေးမုံတီးရေးမဟုတ်ပါဘူးဘာသာကိုယ်ခွင့်ရဘာသာတယောက်နဲ့တယောက်လေးစားမှုရှိရပါတယ်เนาะလေးစားမှုရှိပါတယ်ကျမတို့လေကိုယ်ဘာသာကိုယ်သာသနာကိုမစော်ခါရင်ပြီးတော့ကမ္ဘာနိုင်ငံသီးသီးမှာအခုကျမတို့ကမ္ဘာမှာဘာသာကြီး၄ဘာသာရှိတယ်เนาะဗုဒ္ဓဘာသာဝင်အစ္စလမ်ဘာသာဝင်ခရစ်ယာန်ဘာသာဝင်ဟိန္ဒူဘာသာဝင်ဆိုပြီးတော့ရှိကြပါတယ်နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလည်းတချို့သောပြည်ပနိုင်ငံတွေမှာနိုင်ငံတိုင်းနိုင်ငံတွေမှာလည်းဒီဘာသာဝင်၄ဘာသာတွေပဲဒီ ီသာသနာပြုလုပ်ရက်တွေလုပ်နေတဲ့ဘုန်းကြီးเจ้าတွေချက်เจ้าတွေခရစ်ယာန်ဟိန္ဒူเจ้าတွေဟလာအကုန်လုံးကခွင့်ပြုထားကြပါလေသူ့နိုင်ငံနဲ့သူပေါ့နော်ဒီတန်တမန်ရေးရာရာတနိုင်ငံနဲ့တနိုင်ငံယဉ်ကျေးမှုအရာခွင့်ပြုထားကြပါလေကျမတို့ဗုဒ္ဓဘာသာဝင်ဘုန်းကြီးเจ้าတွေတော့လည်းတခြားသောနိုင်ငံတွေမှာခွင့်ပြုထားပါတယ်ကျမတို့ဗုဒ္ဓဘာသာဝင်ဘုန်းကြီးเจ้าတွေရှိတယ်လို့ဖျားစေကြီးတွေလည်းရှိပါတယ်ကျမတို့နိုင်ငံရဲ့အထွတ်မြတ်ဟိုဗုဒ္ဓဘာသာဝင်ခေါင်းဆောင်ဖြစ်တဲ့ဒီသာသနာယဟန်တော်တွေလည်းတခြားသောနိုင်ငံတွေမှာသာသနာပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နေပါလေနော်ဒါတွေကိုကျမတို့ကဒီ နိုင်ငံရေးစည်းမျဉ်းအရပေါ့နော်တနိုင်ငံနဲ့တနိုင်ငံစောင့်ထိုင်းရမယ့်တင်ဝက်တွေအရနိုင်ငံတိုင်းနိုင်ငံတိုင်းကစောင့်ထိုင်းပြီးတော့ဒါတွေကိုခွင့်ပြုထားကြပါတယ်ကျမတို့နိုင်ငံကလည်းဒါကဒီစည်းမျဉ်းစည်းကမ်းနဲ့အညီကျမတို့နိုင်ငံမှာ135မျိုးသောတိုင်းရင်းသားတွေရှိပါတယ်135မျိုးသောတိုင်းရင်းသားတွေမှာလည်းကျမတို့ဒီဘာသာကြီး၄ဘာသာအကုန်လုံးပါဝင်ကြပါတယ်နော်ဒီပေါ်မှာဘာသာကြီး၄ဘာသာအကုန်လုံးပါဝင်ကြတဲ့အထက်မှာကျမပြောတာကနော်ဘာသာနဲ့တစ်ဘာသာကိုဘာသာနဲ့ကိုသူများဘာသာကိုမစော်ကားနဲ့မထိခိုက်နဲ့ 那过爬大围，我过爬大个过都累得噻，嘞、嗯，油油堆堆，累累沙沙，乖乖上小外门，过路油个过上小外门。哎、嗯，你看妈妈，他他恰到爬大围的，我多腰背多，扫街提开路没哑巴，他恰到爬大围的呀嘞，我也爬大的，我提开扫街路没虚吧，扫街那路线来不中嘛？等你看妈妈好不？哪里个习惯？你看习惯对我生活吧，另外对穿鞋多吧，另外，哎，我穿个橡个鞋来，沙来嘞，穿，喏，爬大岩的不得行，橡胶鞋来嘞，真去爬嘞，哎，我走马路，他妈逼怕。 နော်မြန်မာပြည်ပွားကြီးတော့မြန်မာနိုင်ငံသားအဖြစ်ဒီမှာနေထိုင်နေကြတဲ့ခရစ်ယာန်တွေရှိတယ်ဟိုအစ္စလမ်တွေရှိတယ်ဒီဟောပေါ့ဒီဟိန္ဒူတွေရှိတယ်နော်အဲ့ဒီဟာတွေကလည်းဒါကျမတို့နိုင်ငံသားဥပဒေနဲ့အညီခွင့်ပြုထားတဲ့ခွင့်ပြုလို့ရတဲ့အနေအထားမှာရှိတဲ့တိုင်းရင်းသားတွေဖြစ်တယ်အကျိုးတော်ဟာလည်းကျမတို့တိုင်းရင်းသားထဲမှာပါတယ်နော်ကျမတို့တွေကအခုသူတပြင်အခုချိန်မှာအရန်ရေးကြီးတာကကျမတို့နိုင်ငံကြီးရပေါ့နော်အခုချိန်မှာကျမတို့နိုင်ငံကြီးရအနေရဘောင်းစုံရင်ဆိုင်နေရတယ်နော်ဟိုဖိအားမျိုးစုံ အန်ရဲပေါင်းဆောင်ကြရောက်နေတဲ့အချိန်မှာအခုကျမတို့မြန်မာပြည်ပြင်မှာမြန်မာပြည်ဖွားဆစ်စစ်တွေပောက်ဖွားပြီးတော့နေထိုင်ကြတဲ့တိုင်းရင်းသားတွေ135မျိုးသောတိုင်းရင်းသားတွေကသူ့ဘာသာကိုယ့်ဘာသာမခွဲခြားဘဲနဲ့စီစီလုံးလုံးနဲ့အဓိကဖြစ်နေတဲ့အဒီအကြမ်းဖက်တွေကိုနှိမ်နှင်းရမယ်နှိမ်နှင်းရမယ်တိုင်းပြည်ကြီးအ мян အေးချမ်းမှုအရန်ရေးကြည့်တယ်အခုချိန်မှာဘာသာရေးပြိပက္ခတွေဖြစ်ပွားလို့မရဘူးဖြစ်အောင်လည်းသူတို့ကလှုပ်ဆော်နေတာနော်ဒီလှုပ်ဆော်နေတာလား ။တမားတို့ဖပင်ကြောထားပြီးသားပါ။တမားတို့135မျိုးတည်းမှာဘင်္ဂလီလူမျိုးတွေမပါပါဘူး။ဘင်္ဂလီလူမျိုးတွေကအင်္ဂလိပ်လက်ထက်ထက်ကတမားတို့နိုင်ငံမှာလေကူလီလှုပ်ဖို့ကြောက်လာတဲ့အလုပ်သမားတွေဖြစ်တယ်လို့တရားဝင်ကြေညာထားပြီးသား။ဒီကတမားမစိတ်ပေးချင်တာကတမားတို့ဒီပြည်အောင်စုတမားကမြန်မာနိုင်ငံထဲမှာရှိနေတဲ့မိသင်းနေထိုင်ကြတဲ့တမားတို့ရဲ့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအပေါင်းပေါ့နော်။မိဘပြည်သူအပေါင်းရဟန်းတန်ကအပေါင်းအတခုချိန်မှာ ီတတိရှိကြဖို့အရေးကြီးပါတယ်အရန်ကိုလုံးနဲ့လေးမှအမှမခံပါဘူးအရန်ကိုထိလွယ်ရှောက်လွယ်တဲ့အချိန်နော်ပရိပခတွေကျွန်တော်တို့နိုင်ငံကြီးကအရန်ကိုဗပောင်းဆောင်ကနေအနေမျိုးစုံနဲ့ရင်ဆိုင်နေရပြီးတော့ဒီကျွန်တော်တို့တမတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်တဲ့နော်ဦးဆောင်တဲ့နိုင်ငံခေါင်းဆောင်တွေကတမတော်ကိုယ်နိုင်ငံဒီငញ្ញံအေဂျင့်ဖို့အတွက်ဖက်ဖက်ကနေညီမျိုးစုံအနေမျိုးစုံတွေကိုရင်ဆိုင်ကြော်လွှမ်းနေရတဲ့အချိန်မှာမလို့လားအပ်တဲ့ဒီဖက်ခွက်စားဒီလူရုပ်မာတွေကနေပြီးတော့အခုဘာသာရေးအထူးရုံးကိုဖြစ်အောင် မျိုးစုံနဲ့သွားပေးနေတဲ့အချိန်မှာအရန်ကိုအသိတရရှိဖို့လိုပါတယ်เนาะကျမတို့ဒီတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဦးဆောင်တဲ့တက်မတော်အစိုးရဖွဲ့ကြီးကိုယုံကြည်စွာနဲ့ရှိနေပေးကြပါကျမတို့ဒီနိုင်ငံတိုင်းနိုင်ငံတိုင်းမှာနိုင်ငံတိုင်းနိုင်ငံတိုင်းမှာတက်လာတဲ့အစိုးရတိုင်းဒါဒါကျမတို့နိုင်ငံအပါဝင်ပေါ့เนาะနိုင်ငံတိုင်းနိုင်ငံတိုင်းမှာတက်လာတဲ့အစိုးရတိုင်းပါတီတိုင်းနိုင်ငံရေးပါတီတိုင်းအစိုးရတိုင်းသိเนาะသူတို့ရဲ့အကျိုးအတွက်အကျိုးစီးပွားအတွက်သူတို့ပါတီသူတို့အာဏာရဖို့သူတို့မိသားစုသူတို့ရဲ့အဖွဲ့အစည်းအာဏာရဖို့အတွက်သူတို့ ကျမတို့မိကျမတို့ရဲ့ပြည်သူတွေနိုင်ငံသားတွေပြည်သူတွေမိဘပြည်သူတွေကိုချနိုင်မယ်နိုင်ငံတော်ကိုတိုင်းပြည်ကိုချနိုင်ပြီးရောင်းစားမယ်နော်ရောင်းစားမယ်တိုင်းပြည်ကိုဘလို့ဘလို့ဘလို့ပဲအနေရကြကြဘာပဲဖြစ်ဖြစ်သူတို့စီးပွားသူတို့အစဉ်ပြေဖို့အာဏာရဖို့အတွက်ဆိုရင်အကျိုးစီးပွားဖြစ်ထုံးဖို့ဆိုရင်တိုင်းပြည်ကိုရောင်းစားဖို့ဝင်မလေးသူကိုတိုင်းပြည်ကိုချနိုင်ဖို့လည်းဝင်မလေးသူမိဘပြည်သူတွေကိုလည်းချနိုင်ဖို့ဝင်မလေးဘူးနော်သူတို့အကျိုးစီးပွားအတွက်ဒါပေမဲ့တတ်မတော်ဖွဲ့စည်းတိုင်းတည်ဒါကျမတို့နိုင်ငံမှာမဟုတ်ပါဘူးเนาะကမ္ဘာနိုင်ငံမှာရှိရတယ်တတ်မတော်အဖွဲ့စည်းတိုင်းတည် ်ဘတော်မှအဲ့လိုအလုပ်မျိုးမလုပ်ပါဘူးเนาะလမ်းကင်းကြောင်းအဖြစ်တိုင်းပြည်ကိုလည်းလမ်းကင်းကြောင်းဖြစ်နင်းပြီးရှောက်မဲ့အဖွဲ့အစည်းမဟုတ်တယ်လို့မိဘပြည်သူတွေကိုလည်းနင်းပြီးတက်မဲ့အဖွဲ့အစည်းမဟုတ်ပါဘူးတက်မတော်တိုင်းတက်မတော်တိုင်းဒီနိုင်ငံကမ္ဘာနိုင်ငံမှာတည်တည်ရှိရတဲ့နိုင်တက်မတော်တိုင်းတက်မတော်သားတိအမျိုးသားရေးကိုဘတော်မှတစ္ဆာမှာဖောက်ဘူးသူတို့တိုင်းပြည်သူတို့ဘာသာသာသနာသူတို့ရဲ့တိုင်းပြည်နဲ့သူတို့ရဲ့လူမျိုးတွေမိဘပြည်သူတွေကိုဒုက္ခဆင်းရဲရောက်မဲ့အလုပ်မျိုးဘတော်မှမလုပ်ဘူးအရှိဆုံးကနေမမမမက်ရက်ပြီးပြီးတော့သူတို့ရဲ့အသက်သွေးချွေးတွေကိုပေးဆက်ပြီးတော့ကာကွယ်စောင့်ရှောက်နေတဲ့တက်မတော်နော်အဲ့တော့တက်မတော်သည် တော့မှမျိုးသားရစ်ကိုသစ္စာမဖောက်ပါအဲ့ဒီအတွက်ကျမတို့ရဲ့မိဘပြည်သူတွေနော်လေယုံယုံကြည်ကြည်နဲ့ရှိနေပေးကြပါလုံတဲ့လောက်ထိုက်တာတွေကိုတမတော်ကောက်ွယ်ရေးတမတော်ဒီခေါင်းဆောင်တွေတွေကလုံဆောင်နေခြင်းဖြစ်ပါတယ်ဥပဒေနဲ့အညီလုံဆောင်နေခြင်းဖြစ်ပါတယ်နော်ကျမတို့ကအခုချိန်မှာအမုန်းပွားရမယ့်အခြေအနေမဟုတ်ပါဘူးအဓိကအကြမ်းဖက်တွေကိုနှိမ်နှင်းဖြိုခွင်းပြီးတော့ကျမတို့တိုင်းပြည်ကြီးအတည်ငြိမ်အေးချမ်းဖို့အရေးကြီးနေပါတယ်